မင်္ဂလာပါမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အားလုံးညီကောင်းကျမ်းမာကြရတာဗျကျမ်းမာတော်မူရပါစေအကျွန်တော်ဒီနေရာနဲ့ပြောကျမ်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းနေရပါဗျဟုတ်ကဲ့ကျွန်တော်ကတော့တော်လန်ကြီးရဲ့နာမည်ကတော့ကျွန်တော်အညာသားလို့ခေါ်ပါတယ်ဗျဟုတ်ကဲ့ဒီခဏဘာလို့ပြောချင်တာလဲဆိုတော့เนาะခဏ ဟိုမန္တလေး PDL လာမသိဘူးဒီ line ပေါ်မှာ social ပေါ်မှာအဲ့ဒီဟို starling ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်အဲ့ဒါလေးရှိခရထနေလို့ပြောချင်တာပေါ့ဗျအဲဒီချိန်မှာ ပြောရမယ်ပြောရမယ်အပိုင်းဒီ၃ဘိုင်းရှိတယ်ဒါဘယ်သူမှတာဝန်ရှိတယ်လို့အရင်မေးရမှာပေါ့နော်ဒါဘယ်သူမှတာဝန်ရှိတာလဲပေါ့ ကျွန်တော်ကတော့ဒါပြည်သူ့ရဲ့အမြင်နဲ့လည်းပြောမယ်အင်းဒါရဲဘော်တွေရဲ့အမြင်နဲ့လည်းပြောမယ်ပြည်သူ့ရဲ့အမှားကိုလည်းပြောပြမယ်ရဲဘော်တွေရဲ့အမှားကိုလည်းပြောပြမယ်ဒါကျွန်တော်တဦးတယောက်ရဲ့တဦးတယောက်ရဲ့အမြင်နဲ့ပြောတာပေါ့နော်ကျွန်တော်တဦးတယောက်ရဲ့အမြင်နဲ့ပြောပေါ့အဲ့တော့ဒီပိုင်းမှာကျွန်တော်တို့ကဗီဒီယိုရဲ့ထွက်ပေါ်လာတဲ့ဗီဒီယိုကလစ်ရဲ့အရမှုတွေကကျွန်တော်တို့ကအဲ့ဒီရဲ့ပုံမှန်မူတည်ပြီးတော့ပြောရတာပေါ့နော် မူတည်ပြီးတော့ပြောရတယ်ဆိုအဲ့တော့စပီဖြစ်ပေါ်လာတဲ့အပိုင်းဒီပါလဲဆိုရင်ဟင်းအဲ့ဒီရဲ့ဟိုစတန်လင်းကိုဖမ်းမယ်ဆိုတဲ့တိမ့်နေဆိုတဲ့ကိစ္စပေါ့နော်ဖမ်းနေပဲဖြစ်ဖြစ်ပေါ့တိမ့်နေပဲဖြစ်ဖြစ်အတူတူပါပဲနော်အဲ့ဒီရဲ့ကိစ္စမှာအမှန်တကယ်ကဒါကရဲဘော်ကြီးရဲ့ရဲဘော်ကြီးရဲ့အမှားပေါ့နော် ဒါရဲဘော်တွေအမှောင်ပြန်ထောက်ပြတာပေါ့ဟုတ်ဒါပြုပြင်စရာရှိနေပြုပြင်ရမယ်အဲတောင်းပန်စရာရှိတဲ့ကိစ္စဆိုရင်လေဒါပြည်သူပြန်လေလို့တောင်းပန်ရမယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကပြည်သူရဲ့အဲပြည်သူရဲ့ဟွာတယ်လေဗျပြည်သူရဲ့ဘယ်လိုခေါ်လဲပြည်သူရဲ့စစ်သားကောင်းနေလေနောက်ပြီးတော့ပြည်သူရဲ့ယောက်ျားကောင်းစစ်သားကောင်းနေဒီလားဟိုစက္ကသရဲ့အာနာရှင်ရဲ့စစ်သားကောင်းနေမဟုတ်ဘူးကျွန်တော်တို့ကပြောချင်တာကကျွန်တော်တို့ရဲ့အဲပြည်သူရဲ့စစ်သားကောင်းနေဒီ တကယ်လို့ကိုမားနေတဲ့ကိစ္စဆိုရင်တော့မအယူယူလေးနဲ့ပြန်လေပြီးတော့တောင်းပါမယ်ပြန်လေပြီးတော့ဒါကိုဖြည့်ရှင်းရမှာပေါ့နော်အဲ့တော့ခုနကဥစ္စာကိုသွားပါတယ်ဘလူဟွာလောက်တာလေတော့မတီးဘူးနော်ဒါပေမဲ့အဲ့ဒီစတားလင်းဖန်နဲ့ကိစ္စမှာကျွန်တော်ရဲ့အတွေ့ကျွန်တော်ရဲ့တဦးရဲ့တယောက်ရဲ့အမြင်ဆိုရင်တော့အဲ့ဒီရေပေါ်ကြီးမှာဒါရေပေါ်ကြီးရဲ့အမဘက်ကိုထောက်ပြနော် ။ဘာဖြစ်ရေဝော်ရီရဲ့မားတာလဲလို့ပြောရင်ရေဝော်ရီရဲ့အလုံးမဟုတ်ဘာဖြစ်ရေဝော်ရီရဲ့အလုံးမဟုတ်တာလဲဆိုရင်ပရမတ်တိတစ်ချက်ကျွန်တော်တို့မှာယန္တရား၃ခုဖွဲ့တာလေပကဖပလဖပအဖဆိုပြီး၃ခုဖွဲ့တာပကဖသည်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပလဖသည်ပြည်သူ့လုံခြုံရေးအဖွဲ့ ပါအဖသည်ပြည်သူရဲ့အုတ်ချုပ်ကြီးရဲ့တရားဥပဒေဆိုင်ရာမှန်နိုင်ဖွဲ့ထားတဲ့အဖွဲ့ဒီအဖွဲ့တွေဘယ်သူကဘယ်ဝင်ရောက်ပြီးဖြည့်ရှင်းရမလဲဆိုအုတ်ချုပ်ကြီးတွေပကဖဆိုတဲ့အဖွဲ့ကနေဝင်ရောက်ပြီးဖြည့်ရှင်းရဒီကိစ္စအောင်ပေါ့နော်ဒါရေဘော်တွေမဖြည့်ရှင်းမင်းနဲ့အဲအဲ့ဒီပြည်သူရဲ့အုတ်ချုပ်ကြီးအဖွဲ့တွေရံပေါ့ဝင်ရောက်ပြီးဖြည့်ရှင်းရ အခုတော့ပြည်သူ့ရဲ့အုပ်ချုပ်ရေးရန်နီယာအဖွဲ့ကဝင်ရောက်မဖြစ်ရှင်းမင်းနဲ့ရဲဘော်တွေကဝင်ရောက်ပြီးဖြည့်ရှင်းလိုက်တဲ့အခါပြဿနာလေးဖြစ်တာပေါ့ဗျာနော်အဲပြဿနာလေးဖြစ်တာပေါ့အဲ့တော့အဲ့ဒီပြဿနာကလည်းတခြားမဟုတ်ပါဘူးဒါတခုချင်းစီကိုကျွန်တော်တို့ကပြန်လဲထောက်ပြပါဘောနော်တကယ်လို့ဟိုကျွန်တော်တို့ထောက်ပြမှားသွားရင်လေဟိုပြန်လဲပြီးတော့ပြောပြလို့ရပါတယ်နော် ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပြည်သူရဲ့အလုပ်ကို လုံနေကြတဲ့သူတွေလေပြည်သူနဲ့အမှားနဲ့ကိစ္စတွေရှိမှာပေါ့ဒီလားအဲ့တော့ပြည်သူမှားတယ်ဆိုရဲ့အကိစ္စလည်းအဲ့ဒီစတန်လင်သိမ်းတဲ့ကိစ္စအဲ့ဒီနေရာမှာရဲဘော်တွေဒီအုတ်ချုပ်ကြီးအလုပ်ကအဖွဲ့ရလူတွေရဲ့သာလုံမယ်ဆိုရင် အဲ့ဒီဆွေလာရန်လာကိစ္စတွေလည်းပေါ်လာမှာမဟုတ်ဘူးเนาะပြည်သူ့နေမတက်ပြီးတဲ့ကိစ္စတွေလည်းပေါ်လာမှာမဟုတ်ဘူးเนาะပြည်သူ့ချင်းချောင်းမှုတွေရဲ့ကိစ္စတွေလည်းပေါ်လာမှာမဟုတ်ဘူးเนาะအဲ့တော့ဘာလို့မှမလဲအင်းအဲ့ဒီပြည်သူဒီကိုဘကလူမဟုတ်ဘူးဆိုရင်တော့မကိုဘကရအောင်စီယုံပြရကျွန်တော်တို့အလုပ်ကျွန်တော်တို့ရဲဘော်တွေအလုပ် အဲ့ဒီရဲ့အလုပ်တွေဒီတကယ်လို့ဟွာလုပ်တယ်ဆိုရင်တော့မှအဲ့ဒီရဲ့ပြည်သူအင်ကမှားနေတယ်ဆိုရင်တော့မှအမကြီးအကိုကြီးအတော်ကြီးဦးလေးကြီးကျွန်တော်တို့ဒီရဲ့ဟာအကြောင်းတစ်ခုခုကတော့ပြရမှာလေအကြောင်းတစ်ခုခုကတော့ပြရမှာဘာလို့အကြောင်းတစ်ခုခုပြရမှာလဲအကိုကြီးအမကြီးဦးလေးကြီးအတော်ကြီးကျွန်တော်တို့ဒီချိန်မှာ စီရီလေးရှိလို့ဒီစတာလင်းကိုဘယ်နည်းတော့လကောင်းဘယ်နှလားတော့လကောင်းကျွန်တော်တို့သုံးဆွက်ခွင့်မပေးပါနဲ့။ဒါလေးကိုတော့မေတ္တာရက်ခံပါလေ။ပြည်သူနဲ့အဲ့ဒီပြည်သူရဲ့အဝိင်နဲ့အဲ့ဒီရဲ့ပြည်သူရဲ့တုံးနေတဲ့အဖွဲ့အစည်းတွေအဲ့ဒီအဲ့ဒီစတာလင်းကိုတုံးနေတဲ့အဲ့ဒီနာတဝက်ကပြည်သူနဲ့ပေါ့နော်။တွေ့ရမှာ တွေ့ပြီးဒါလေးဒါလေးရတော့ဒီကျိုးချောင်းရှိတယ်အဲဒီလိုဒီလိုကာလာလေးမို့လို့ဒါလေးကိုတော့သုံးခွင့်တလားတန်ဒီတော့ကောင်နှစ်လားတန်ဒီတော့ကောင်မမသုံးမိပါနဲ့မဆွဲပြီးပါနဲ့ဆိုရင်ဒါလေးရတစ်မျိုးကောင်းသွားမှာသူ့လူဒီခုလူပြန်ဖြစ်မှာကိုသွားကျင်တဲ့လမ်းကြောင်းဒီဒီလိုဘိုးပုံစံဖြစ်ရဒါ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 ဒီဘက်ကအမှားပေါ့နော်ဒီဘက်ကဒါထထောက်ပြတဲ့အမှားလေးပေါ့ ဥမောဟုတ်ပြီတဖက်ကပြည်သူရဲ့အမှားအဲ့ဒီအဲ့ဒီစတန်လင်းပိုင်ရှင်ရဲ့အမှားပေါ့နော်အမှားဒီဘာလဲဆိုရင်တတိချက်ပြည်သူရဲ့ရဲဘော်တွေပြည်သူရဲ့အုပ်ချုပ်ရေးဖွဲ့တွေတကယ်လို့ပါခဲ့သည်ရှိတယ်ဆိုရင်တော့မှပါခဲ့နေဆိုရင်တော့မှပြည်သူကထောက်အဲ့ဒီရဲ့ ရဲဘော်ဒီထုတ်ထားတဲ့ဥပဒေကိုတတိချက်လိုက်နာတတိချက်လိုက်နာဥပမာတစ်ခုစီရေးအကြောင်းကြားမှုတော့၎င်းအင်တာနက်စတားလင်းကိုသုံးပွင့်မရှိကြတော့ဘာလို့အဲ့လိုမျိုးကြီးရှိရင်ဒါလိုက်နာဖို့ကပြည်သူ့မှာလိုအပ်တာပေါ့နော်နောက်ပြီးတော့ဒီအဲ့ဒီကဟိုပြည်သူကြီးမီလက်အင်ရှင်ကြီးမီတယောက်လားမသိပါဘူး ဒီသူကျွန်တော်တို့ကတော့ဗီဒီယိုရမှုပြောပြတော့ဗီဒီယိုရဲ့အရာကိုကျွန်တော်တို့က live ကျွန်တော်က live ပြီးကျွန်တော်က live ပြီးပြောတာကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်က live ပြီးပြောတာအဲ့တော့နင်တို့ကငါတို့ဒီလိုမျိုးနိုင်ကျင့်တာပေါ့နိုင်ကျင့်တာပေါ့ငါတို့ကဖိုးရောင်းလို့လူတက်လို့ဓမြလိုက်ထားလို့ဒီလိုမျိုးလှုပ်ထားတာမဟုတ်ဘူးဖမ်းရအောင်စီးရအောင်က ခေါ်ခြင်းနဲ့ခေါ်လာခြင်းနဲ့လာအောင်ကအမလီကြောက်လုံးလို့ပါဘာဖြစ်လဲခင်ဗျားတို့အဲ့ဒီနေရာမှာလေစစ်တက်တာဆိုရင်ခင်ဗျားတို့အဲ့ဒီစကားပြောလို့ရမှာမဟုတ်ဘူးဒါမန်လေးထည့်ပြီးပြောပါဘောနော်မန်လေးထည့်ပြီးပြောဒေါသဒေါသတန်ပါလို့ပြောရတာမဟုတ်ဘူးဒါအဲ့ဒီနေရာမှာစစ်တက်တာဆိုခင်ဗျားတို့စကားပြောပါနေရမှာမဟုတ်ဘူးတိလအဲ့တော့ ဲ့ဒီရဲ့အလုပ်ဒီအဲ့ဒီရဲ့အလုပ်ဒီမှားသွားတဲ့ဥစ္စာတွေဒီဟိုပြည်သူရဲဘော်တွေပဲဖြစ် respect ထားပေးရမှာ तू ငါသားလောက်အွေမို့လို့ငါဒီလူမျိုးတွေထိုးပြီးတော့ပြောနေတယ်ဒီလူမျိုးတွေလှုပ်ပြီးတော့ပြောနေတယ်ကက်ကက်လောင်မပြောကက်ကက်လောင်မပြောငါတို့လူကြီးအဆွေထိုင်ကြအောင်ွက်ငါတို့လူလာယင်းနီလေးတော့ ဘယ်လိုစကားတွေဖြစ်ချင်တာလဲအန်တီတို့ကဘယ်လိုဆောင်ရွက်ပေးရမလဲပြည်သူနဲ့တူတူပူးပေါင်းပါဝင်ပေးရမှာအန်တီတို့ရဲ့အလုပ်အဲ့ဒီပြည်သူရဲ့အလုပ်ပေါ့နော်အဲ့ဒီပြည်သူကနေပူးပေါင်းပါဝင်ပေးရမှာအဲ့ဒီပြည်သူရဲ့ပေါ်တယ်ဘာဖြစ်ရလဲဒီချိန်ဒီစီရေးကာလဖြစ်တယ်စီရေးကာလဖြစ်လို့ပေါ့နော်ပူးပေါင်းပါဝင်ပေးစီခြင်းနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်စီခြင်းနဲ့ အဲ့တော့တကယ်တကယ်တမ်းပြန်လည်ပြီးတော့တွေးကြည့်လိုက်တော့ကျွန်တော်ရဲ့အတွေ့အကြုံတော့ဒါနှစ်ဖက်အမားပေါ့နော်နှစ်ဖက်မားလို့မြင်နေနှစ်ဖက်မားလို့မြင်နေဒါတကယ်လို့ဟိုတစ်ဖက်ကလည်းမှားနေတဲ့ကိစ္စတွေတစ်ဖက်ကလည်းဟွာလုပ်တဲ့ကိစ္စတွေဆိုဒါကပြန်လည်ပြီးတော့အချင်းချင်းနေပြည်သူရင်းနေတော့ပြည်သူကလည်းပြည်သူရဲ့မှားသွားတဲ့ကိစ္စကိုပြန်လည်တောင်းပန်တယ်လို့ဟုတ်လားအဲဒီဒီရဲဘော်လေးတွေကလည်းကိုမှားထားတဲ့လုပ်ကြီး ကိုဟွာလောက်ထက်တဲ့အလုပ်ကြီးကိုပြောတဲ့စကားတွေကိုပြန်လည်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်။ဒါကဘယ်သူမှတာဝန်ရှိတယ်လေ။ရေမော်ဒီဒီတုံးသွားတဲ့စကားလုံးကြီးကလည်းအများကြီးပဲဖြစ်နေတာပေါ့နော်။ဒီသူရဲ့နေမော်ဒီဝင်ရောက်ကျူးကျော်ပြီးတော့ဟိုရှိတယ်လားခွင့်ပြုတယ်ရှိတယ်လားမရှိတယ်လားမသိဘူး။ဒါအမှန်တကယ်ကျွန်တော်တို့လုပ်ဆရာမလုပ်ဘူး။ဒီလေကျွန်တော်ရေမော်ဒီဒီနော်။ ဒါသတိထားမယ့်အရာတိလက်ဒါကျွန်တော်တို့လုပ်เสียမှာလို့ဘူးကျွန်တော်တို့လုပ်ပြီးမဟုတ်ဘူးเนาะကျွန်တော်တို့ကစီရီကလာခင်ဗျားတို့ဘာတွေထထပြီးလုပ်နေလဲတိလက်ဘာတွေထထပြီးလုပ်နေတာလဲကျွန်တော်တို့ကကျွန်တော်တို့ပြောရင်ပြောရင်တော့ကိုယ်ဆံကိုနာနာဖို့မှာကျွန်တော်ပြောရသဘောပေါက်လားကိုယ်ဆံကိုနာနာဖို့မှာကိုပြည်သူရဲဘော်ကကိုဒီကပြောမှာဘယ်သူမှမမမမကိုပြည်သူရဲဘော်မှားတယ် ပြည်သူဘလော့ပြောမမိုင်းကျွန်တော်ရေးပေါ်ကျွန်တော်တို့ပြည်သူရေးပေါ်တယ်မှာဘာဖြစ်ဖြစ်ဒီချိန်ဒီစီရီကာလာဖြစ်တယ်စီရီကာလာဖြစ်လို့တစ်ဖက်ကပြည်သူကလည်းလိုင်းနာဆောင်ရွက်မှုပြီးရမယ်လိုင်းနာဆောင်ရွက်ခွင့်ချစ်ကိုရှိရကကလောင်ရန်တွေ့စီရမလို့တိမ်သားတို့မိသားစုလေးအွန်လိုင်းကြည့်ပြုံးရမလို့ခုနကကျွန်တော်ပြောသလိုပေါ့ ဒါငါတို့ဒါယင်းနစ်တော့အန်တီတို့ကဘယ်လိုပါဝင်ပြီးရမလဲဒီစတန်လင်းကိစ္စအနေနဲ့အန်တီတို့အန်တီတို့အနေနဲ့အနည်းရတောင်းဝန်ဝါလုပ်ပြီးရမလဲအန်တီတို့ကိုယ်တိုင်ကိုယ်ကလာပြည်သူကိုယ်တိုင်ကိုယ်ကလူလူလာလာရှိပြီးရမလဲနော်လူလူလာလာရှိပြီးရမလဲဘာဖြစ်လူလူလာလာရှိပြီးရမလဲဒီချင်းဒီစီရေးကာလာဖြစ်တယ်ဘူးမောင်မောင်ဝင်ဆောင်ရွက်ပြီးရမလဲ ပြည်သူရဲမော်လေးကြီးကြီးလိုက်တော့လေကြီးကြီးရဲ့လို့ရဲ့သားလေးဦးလေးတို့ရဲ့သားလေးလောက်အရွယ်လေးတော့လေးကြီးရှိတယ်တစ်ဖက်ကလည်းပြည်သူကိုဆက်ဆံတဲ့အချင်းကြီးရဲ့ကြီးလိုက်တော့ဘာကြီးလို့ကျွန်တော်ရဲမော်လေးကြီးအများကြီးလူအသီးတွေဒါတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ကနေပြီးတော့ဒါဟိုအဲ့ဒီပြည်သူလည်းပြန်လေကျွန်တော်တို့ ျွန်တော်ရဲ့ကိုစားပါတော့ကျွန်တော်တဲဦးတယောက်ရဲ့ကိုစားရတယ်တောင်းပါနေပေါ့နော်ကျွန်တော်တို့ရဲဘော်ဒီရဲ့ပြည်သူပေါ်ကျင်းဟိုမှာသွားခဲ့ရင်တောင်းပါကျွန်တော်တို့ကပြန်လေပြီးတောင်းပါကျွန်တော်ကျွန်တော်ကျွန်တော်အနေနဲ့ကျွန်တော်ကတော့တောင်းပါနေပေါ့နော်အဲဒါလေးကိုလည်းတိခံပြီးတော့ခွင့်လွှတ်ပေးပါနော်တိလာဟမ်တပတ်ကရဲဘော်ဒီရတယ်ခင်လို့မှာသွားပြီဆိုမှာသွားတဲ့ကိစ္စတွေဖြစ်ဖြစ် တုံးသွားတဲ့သကလုံးကြီးကျန်သွားတာပဲပြည်ပြပေါ့နော်အဲ့ဒီပြည်သူပြန်လဲပြီးတောင်းပန်လေတာဝန်ယူမှုတာဝန်ခံမှုဆိုရှိကိုရှိရမင်းအွန်လိုင်းတက်မှာမရှိနေမင်းအွန်လိုင်းတက်မှာမရှိနေဒါမဲ့ကျွန်တော်တို့တက်မှာကျွန်တော်ရဲ့ပြည်သူရဲပေါ်ဒီမှာရှိကိုရှိရမယ်ဒီသကလုံးမှားသွားတယ်ဒီသကလုံးကျန်သွားတယ်ပြည်သူပေါ် ပြန်လည်ပြီးတောင်းပါလက်အုပ်ချီလို့တော့၎င်းနော်ငါပြောဝဲအုံဝဲနေတော့၎င်းအဲ့ဒီကြီးသူပြန်တောင်းပါလေပြည်သူကလည်းငါ့ကိုလာတောင်းပါမှာပဲဆိုပြီးတော့မိမိကြီးနဲ့စန်းစန်းကြီးနဲ့တော့လုပ်လို့မရဘူးပြည်သူကလည်းမှားထားတဲ့ကိစ္စရှိအဲ့ဒီဥစ္စာကိုပြန်လည်ပြီးတောင်းပါလေအဲ့ဒီရဲ့နေရာရဲ့ဒေတာနေရာနဲ့ပေါ့ အဲ့ဒီစတားလင်းတင်တော့လကောင်းနေမီရီယာလေနေမီရီရဲ့ရဲဘော်ရီယာလေလကောင်းအဲ့ဒါကိုဟိုဟွာလှုပ်ချင်းနေမမပြုတ်စီခြင်းပေါ့နော်ဟိုတုံးဆွဲပိုင်ခွင်းနေကျွန်တော်တို့ကတော့မပြုတ်စီခြင်းပေါ့ဘာပြုတ်လေဆိုတော့ဒါတဖြည်းဖြည်းနဲ့စီကာလာတော်လန်ကြီးကာလာညနဲ့လာပြီညနဲ့လာပြီးအခုမှစီကာလာတွေတော်လန်ကြီးကာလာတွေညနဲ့နေတာမဟုတ်ဘူးဒီစတားလင်းတစ်ခုဒီ လူတယောက်သုံးမယ်အန်တီတို့ရဲ့စတားလင်ဒီအဲ့ဒီပြည်သူရဲ့စတားလင်ဒီလူတယောက်သုံးတယ်ထင်မှာစစ်တပ်ကိုထောက်ခံတဲ့သူမို့လို့အဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့သူဒီရဲ့နပေါ့ပါလာမယ်ဆိုရင်အန်တီတို့လက်တော်ဝင်နေတယ်ဘယ်သူမှတောင်းဝင်နေတယ်ခမရတို့တခုတို့ပြာကြပါမှာဒလန်တချူဆိုတာဘယ်သူမှတက်ဆူရွဆွဆွဲတာမဟုတ်တော့ ဘယ်သူ့ကိုမတက်ပြီးဆွဆွဲတာမဟုတ်ဘူးဒလန်တချို့ဆိုတော့ကျွန်တော်တို့အန်ဒီတို့ရဲဘော်တွေလည်းမမြင်အောင်ဒီလူကဒလန်ပါဒီလူကတချို့ပါတို့ပြည်သူကပြောမှာကျွန်တော်တို့ရဲဘော်တွေတွေကတိရတယ်တို့ဒီကိစ္စအောင်လေတောင်းရှိတဲ့သူတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါကဝင်ရောက်ပြီးတော့ဖြည့်ရှင်းကြပါဒီကိစ္စအောင်တကယ်လို့ကျွန်တော်တို့အမိုဒီရဲ့ရင်းနေပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ကာဝေးရေးဝန်ကြီးဌာနတွေရပဲဖြစ်ဖြစ်ဆင်းပြီးတော့ဆို၎င်းဝင်ရောက်ပြီးတော့ဆို၎င်းဖြည့်ရှင်းတင့်နေလို့ဒါတော့ကျွန်တော်ကတော့ထင်တာပေါ့နော်ဒါတဦးတယောက်ရဲ့ကျွန်တော်တဦးတယောက်ရဲ့တတိသာအဲအတွေးခုံမှုပေါ့နော်တွေးခုံမှုနေနေဒါဖြည့်ရှင်းတင့်နေတကယ်လို့မားတာရှိရင်ကိုပြည်သူတွေနဲ့ကိုပဲတောင်းမှန်တင့်နေပြည်သူဘက်ကလည်း တကယ်လို့ပြည်သူကမှားထားတယ်ဆိုရင်အဲ့ဒီရေးပေါ်ကြီးတောင်းမှန်တင်နေလိုင်းနာရမယ်စီကံဥပဒေကိုချိုးဖောက်ထားတယ်ဆိုရင်လေပြစ်ဒဏ်နဲ့တော့၎င်းပြည်သူဘက်ကပဲကျွလွန်တော့ရဲဘော်တွေဘက်ကပဲကျွလွန်တော့အပြစ်ဒဏ်တော့၎င်းဒါတောင်းရှိတဲ့သူကြီးကမြို့ဆောင် ချမှတ်ပေးရနိုင်မယ်လို့ကျွန်တော်တို့ကကျွန်တော်ရဲ့တဦးတယောက်ရဲ့အတွေးခေါ်ပေါ့နော်မြင်နေအဲ့တော့ဒီကိစ္စမှာအပြည့်အပြည့်နဲ့နှာခေါင်းသွေးတော့မထွက်သေးခြင်းဘူးနော်အပြည့်အပြည့်နဲ့နှာခေါင်းသွေးတော့မထွက်သေးခြင်းဘူးဒါကြောင့်မို့ဒါဒီကိစ္စဒီဘယ်သူမှတာဝန်ရှိတာလဲပြည်သူမှတာဝန်ရှိတာလားပြည်သူမှမှားလို့ပြည်သူမှတာဝန်ရှိတာလားဒါမှမဟုတ်ဘူးရဲဘော်တွေမှမှားလို့ရဲဘော်တွေမှတာဝန်ရှိတာလားဒါမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့အုတ်ချုပ်ကြီးရန်တရားတွေမကောင်းခဲ့လို့အဲ့ဒီပုံမှာတောင်းအောင်ရှိတာလားဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ပိုင်းညံ့ပြင်းလို့ဒီလိုမျိုးတွေဖြစ်တယ်လားဒါဘယ်သူပုံမှာတောင်းအောင်ရှိတာလဲဆိုတော့ကျွန်တော်ဆွေးနွေးတာရင်လေခဏညအဲဒီလိုက်ကလေးလေအဲဒီလောက်နေနေမဲ့အဆုံးသတ်ပြရစီပြเนาะအဲတကယ်လို့မှားခဲ့တာကျွန်တော်ဝေဖန်ထောက်ပြတာကို မားခဲ့တယ်ရှိသေး။ဟိုဒီသူဘက်ကပဲဖြစ်ဖြစ်ဒေါ်လာဤဘက်ကပဲဖြစ်ဖြစ်အဲဟုတ်လားကျွန်တော်လည်းဒီရက်တော့ပြန်လဲပြီးတော့တောင်းပါပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါဗျမင်္ဂလာညချမ်းပါဗျ။ဟုတ်ကဲ့အားလုံးကိုသိမ့်နေပြကျမ်းမှာကျမ်းသာကြပါဗျ။